ကြောက်မဲပေါ့ကြောက်မဲကိစ္စလေးဒီနေ့စနေဘက်လာမလာတော့မသိဘူးကြောက်မဲကိုတော့ TNL ထိမ့်ချုပ်ထားတဲ့ကြောက်မဲကိုတော့တက်ကလက်နဲ့ကြီးနဲ့လေးနဲ့ပေါ့လေးနဲ့တချင်းတွေဖွဲ့ပြလိုက်ပြီဒီနေ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒန်းတူတဒန်းကုတ်တွေကိုတခြားပြနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြီးတော့တောင်းဆိုချင်ပါတယ်နော်တက်ကနော်ဒီနေ့24ရက်နေ့ညနေ9:00လောက်မှာတဲ့နော်အဲ TNL ထိမ့်ချုပ်ထားတဲ့ကြောက်မဲ ကြောင်မင်းမျိုးရဲ့စံပြထမင်းဆိုင်နဲ့ဗလီနေရဗလီနားမှာရှိတဲ့နေရပေါ့နော်နှစ်ခုကိုတဲ့နော်နှစ်ခုကိုအဲ့နှစ်ခုကိုအပေါ်ကနေကောင်းငယ်ပေါ်ကနေလင်းရဖြတ်ပြန်ပြီးအဲ့နှစ်ခုအပေါ်ကနေလင်းရဖြတ်ပြန်ပြီးလဲပြီးတော့တချင်းနေဖွင့်ပြလိုက်တယ်တဲ့တချင်းနေဖွင့်ပြလိုက်တဲ့ခါကျတော့အောက်မှာပေါ့တချင်းတန်နေကြောင့်အောက်မှာစူညံပြီးတော့အစာအုပ်တွေပြည့်စည်ကုန်တယ်တဲ့တချင်းရဲ့ဒီဆောက်ပေါက်ကထုတဲ့အတန်ကြီးကကျန်းလာကြတော့ဒုံဒုံဒုံဆိုထုရတော့တချင်းတန်ဆိုဖွင့်ပြရင်ဆောက်ပေါက်တန်ထုရင်ဒီထဲမှာဒုံဒုံဒုံဖြစ်တယ်အဲ့ဒါလည်းဖြစ်တယ်ဟိုမှာလည်းဒုံဒုံဒုံဆိုဖြစ်ကုန်သားတချင်းဖွင့်ပြရည်တော့အဲ့ဒါဖြစ်ပြီးတော့ ထိခိုက်ပျက်စီးမှုတွေအကြီးအကျယ်ရှိသွားတယ်လို့အကြံပြင်သိရတယ်အဲ့တော့ပြောရရင်တော့ဟိုမနေ့9နာရီလောက်ကလည်းနောင်ချိုဘက်ကဘက်မှာလည်း၄နေ၄နေတချင်းနေဖွင့်ပြတယ်အခုကြောင်မဲကိုလည်း၄နေတချင်းနေဖွင့်ပြတယ်ဆိုတော့နောင်ချိုရဲ့ကြောင်မဲဆိုတော့ဟုတ်ပါတယ်ပဲဒီဆိုတော့ကြည့်ရတော့တက်ကတော့ TNL ကိုတော့ကောင်းကောင်းပြင်းနေတဲ့သဘောရှိတယ်နောင်ချိုမှာလည်းနောင်ချိုလည်းတက်ကဒီလောက်ကိုကြည့်ရလူကြီးနောင်ရင်တော့ကြီးခဲ့တယ်လက်ထဲကိုနိုင်ငံတော်ကြီးရလက်ထဲကိုနောင်ချိုပြန်အချင်ပြီထင်ပါတယ်အဲ့တော့တက်နောင်ချိုတက်မတော်သားတွေတော်တော်လေးပြင်းမှန်းခံပြီးတော့ ောက်ချိုရအောင်စူးစမ်းပန်းသားတိုက်နေတယ်ဆိုတော့ကျွန်တော်ကြည့်ရတဲ့အတွက်တက်မတော်သားတွေလည်းတော်တော်လေးတော့ဘာပြောဟိုသူတို့ခင်ဗျာအသက်သေးခံပြီးတိုက်နေရတယ်ဆိုတော့ကျွန်တော်တို့အတိမပြူပါနဲ့ဘာပြောတိုက်ပြီးတော့တော့အတိမတော်တော်ပြူတယ်ပြူပြူပါတယ်ဒီဒီခေတ်ကနောက်ချိုနဲ့ပတ်သက်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဘာပြောချင်နောက်တစ်ခုကဆိုတော့အာအေးပေါ့ကွာအေးပေါ့ဗျာနော်ကွာတော့ဖြစ်လို့ပေးအေးပေါ့ဗျာကျွန်တော်တို့ကျွန်တော်တို့ပြည်မလူတွေရခိုင်ပြောင်းနေကြရင်ကောင်းမှထင်တယ်နော်ပြည်မလူတွေရခိုင်ပြောင်းနေကြရင်ကောင်းမှထင်တယ်ဘာလို့ဆိုတော့အေးကအခု ပြောတယ်တဲ့အေးရကျင်ညာတယ်ပေါ့နော်အေးရကျင်ညာတယ်တဲ့ဆိုတော့ကျွန်တော်တို့စဉ်းစားနေရပေါ့နော်ပြီးမှတချို့တွေရောအေးရဒီကျင်ညာချက်ကိုကြိတ်ပြီးတော့อืมအေးကျင်ညာမိုက်တယ်ကွာအေးကျင်ညာမိုက်တယ်အဲ့လိုတွေးနေကြမလားမသိဘူးအဲ့တော့အေးကျင်ညာတကယ်လည်းမိုက်တယ်ကွာလို့ပြောချင်ရလောက်အောင်အေးရလည်းတကယ်မိုက်တာမိုက်တယ်ဆိုတော့ကျင်ညာတာမိုက်တယ်ပြောတာနော်ဘာကျင်ညာလဲဆိုတော့ကျွန်တော်ကျွန်တော်အဲ့ဒါကြည့်ပြီးတော့ဩလို့အေးရဒီလိုလားပေါ့နော်ဒီလိုလားပေါ့အဲ့ဒါပါလဲဆိုတော့အေးရတဲ့ရခိုင်ပြည်နယ်မှာရှိတဲ့တလင်းတမင်ရစနစ်ဥပဒေကိုပယ်ဖြစ်လိုက်ပြီတဲ့ချက်သိမ်းလိုက်ပြီတဲ့အေးရ နော်ဆိုတော့ A ကဖြတ်သိမ်းတယ်ဆိုတာကိုတဲ့နော်ဒီ A ရဲ့ A ရဲ့တရားရုံးအချို့ပေါ့သူတို့တရားရုံးလို့ပြောတာပဲယုံမယုံလို့ကျွန်တော်မသိယုံခန်းရှိမရှိကျွန်တော်မသိအတရားရုံးတလင်တမဆင်ကိုကျင့်သုံးမှုမရှိတော့ဖြတ်သိမ်းနေတယ်ဆိုသဘောမျိုးလုံနေတယ်တဲ့ဥပမာဆိုကြပါစို့အမျိုးသားတူကတဲ့မျိုးသမီးမိန်းမတယောက်ရှိရဲ့ရှိမှအချားမျိုးတော့တရားဝင်ယူတဲ့ခါမှာယူလိုက်တဲ့အတွက်မျက်နှာလေးမျိုးသမီးက A ကိုသွားတိုင်တယ်တိုင်လိုက်တာရော A ရဲ့အဲ့အမှုကိုပြင်ဆိုင်ဖြစ်ရှင်းပေးတယ်ဒါပေမဲ့အမှုကိုလက်ခံပြီးတော့ကျနာပြီးတော့မျက်နှာသူမျိုးသမီးကိုလည်းဖြစ်တယ်ပြီးလည်းပြီးတော့ ပြီးလည်းပြီးတော့အဲတစ်တော်သူတို့ဆုံးဖြတ်ပြီးပြီးတော့နောက်ထပ်တစ်ယောက်ယူခြင်းလဲယူလို့ရတယ်ယူစေဆိုတဲ့သဘောမျိုးပေါ့ဗျာလှုပ်ပေးလိုက်တယ်ပေါ့သဘောကတော့တနည်းအားဖြင့်ပြောရရင်တော့တလင်းတများဥပဒေကိုဖြတ်သိမ်းပေးလိုက်တယ်ပေါ့ရခိုင်ပြည်နယ်မှာနော်အဲ့တော့ဖြတ်သိမ်းတယ်ပေါ့အဲ့တော့တလင်းများဥပဒေအရပြည်မဗမာတွေကလာတာပြည်မလာတယ်စစ်တပ်ကချမှတ်တဲ့ဥပဒေကိုတခါတည်းဗမာတွေကချမှတ်တဲ့ဥပဒေပြည်အောင်စုချမှတ်တဲ့ဥပဒေငါတို့ရခိုင်နဲ့မဆိုင်ဘူးဆိုပြီးတော့အဲ့ဟိုဟာကိုဖြတ်သိမ်းတဲ့သဘောမျိုးလက်မခံဘူးပေါ့ဗျာတလင်းများဥပဒေဖြတ်သိမ်းတယ်လည်းပြောလို့လည်းဒဲပြောလို့လည်းမရဗျာသူကဟေးဟိုဘက်ကပြည်မချမှတ်တဲ့ဥပဒေငါတို့မလတ်နိုင်နိုင်ဘူးအဲ့ဒီဥပဒေကိုငါတို့မတော့ ဆိုတော့ဖြတ်ထားသလိုတော့ဖြစ်နေတယ်။အဲဆိုအဲအဲ့လိုအလိုပေါ့နော်။ဆိုတော့ဖြတ်ထားပြီးတော့ဒီအိမ်တော်ရဲ့အရှုံးရှင်းကိစ္စတွေကိုရှင်းတဲ့အခါမှာဟေးနင်းနေတဲ့နင်းနေတဲ့မင်းယူပါယူအဲ့လိုပုံစံမျိုးချနေတာဆိုတော့အတော့อืมပြီမဗမာမျိုးသားတွေနဲ့ပြီမမျိုးသားတွေအကုန်လုံးတော့ကြည်ရတာအေးရဲ့အဲထုတ်ပြချက်ကိုကြည်ပြီးတော့ပြုံးစီပြုံးစီနဲ့ဖြစ်ကုန်ကြမလားတော့မသိဘူးနော်ပြုံးစီပြုံးစီဖြစ်ကုန်ကြမလားမသိဘူးနော်အေးကဒီတစ်ခါတော့မိုက်တယ်ကွာလို့တွေးကြမလားမသိဘူးပြောပြောတော့ပြောပါဦးနော်ဦးလေးတို့ကိုကြီးတို့ ကိုတို့ညီလေးတို့ညီမလေးတို့အဲညီလေးညီမလေးပေါ့ဥလေးတို့ကိုကြီးတို့မမိုင်းမင်းနဲ့နော်ပြဿနာတက်ကုန်မယ်နော်အေးရဟိုအေးရခွင့်ပြုတာကိုအိမ်ကိုကိုပြန်ထဲအောင်ကြည့်လဲလောက်ကြအောင်ကိုအိမ်လဲကိုမနိုင်မင်းနဲ့နော်စိတ်ကူးမရှင်နဲ့နော်တော့ကြာတကယ်ပါကွာမင်းကိုလည်းချစ်တယ်အေးရမိမလည်းကြောက်တယ်ဖြစ်ကုန်မယ်နော်ကြည့်လောက်ကြအောင်နော်ဟမ်ကိုကိုကိုမနော်လဲတကယ်ပါကိုမနော်လဲကျေးဇူးတင်ပါတယ်လို့ချင်းတော်လာတာထားပါတော့ဆိုတော့အေးရအဲ့လိုထုတ်ပြန်လိုက်တော့ကျွန်တော်စဉ်းစားရအောင်လို့ဒါပေမဲ့ကျွန်တော်တခုလဲ ပြန်တွေးကြည့်ရပါဘောနော်ကောင်းတယ်ကောင်းတယ်ဗျကောင်းတယ်ကောင်းတယ်အဲ့လိုထုတ်ပြန်တာကောင်းတယ်ဟိုမိမတယောက်ပဲယူရဲဆိုတဲ့အမျိုးကမကောင်းဟိုရားတော့ယူကောင်းတယ်ဒါပေမဲ့ဘလို့ကောင်းတာလဲဆိုတော့ကျွန်တော်ကောင်းတာမဟုတ်ပါဘူးเนาะကျွန်တော်တော့မကောင်းပါဘူးကျွန်တော်မကောင်းရဲပါဘူးမကောင်းပါဘူးကျွန်တော်ကတော့ဟောက်သာဟိုဘင်္ဂလီတွေကရှင်ကောင်းတယ်ဘင်္ဂလီရှင်ကောင်းတယ်ရခိုင်ပြည်နယ်မှာတမန်စဉ်းစားကြည့်လေရခိုင်ပြည်နယ်ကဘင်္ဂလီတွေကမိမ၄ယောက်လောက်ယူတယ်ဟာ၅လောက်ယူ၆လောက်ယူတယ်ဘသူထမင်းကျွေးလဲနိုင်ငံတကာအဖွဲ့အစည်းတွေကထမင်းကျွေးတယ်မိမယောက်ျားတယောက်ကနေမိမတယောက်ယူတယ် နှစ်ယောက်ယူတယ်သုံးယောက်ယူလေးယောက်တယ်ပြဿနာမရှိဘူးဘာမှမလုပ်ဆံဘူးဒုက္ခတွေအမိခံထားတယ်နိုင်ငံကလာထမင်းကျွေးတယ်စားတယ်တီးတယ်စားတယ်တီးတယ်မွေးတယ်စားတယ်တီးတယ်မွေးတယ်အဲ့လိုနဲ့ပတ်လိုက်ရပြီးတော့ကလေးတွေတပြုံကြီးဖြစ်လာတယ်တန်းနေကြီးဖြစ်လာတယ်သေးရတယ်တန်းနေကြီးတန်းရနေပြီးတော့အခုတော်တော်များနေပြီနေဆက်ခြံသီးဝမှာနေနော်ဥမာတန်းနေကြီးပြီးတော့ဥမာခြံသီးဝတွေလက်ညှိုးနေတဲ့ဝိုင်းပြီးတော့ဝိုင်းထိုးနေတဲ့ခြံသီးဝပြိုတယ်လူဘလောက်များသွားလဲဆိုရင်လက်ညှိုးလေးကဒီလိုဝိုင်းပြီးတော့တွန်းလိုက်ရင်တော့အဲ့ဒီအုပ်ကြီးနဲ့လိုင်းပြီးတော့ညှိုးတွန်းလိုက်ရင်တော့ခြံသီးဝပြိုတယ်အဲ့လောက်အထိလူကြီးကများသွားပြီး ဟိုကအလူငွေယူလိုက်စားလိုက်တီးလိုက်အလူငွေယူလိုက်စားလိုက်တီးလိုက်ဟိုဘက်ကမွေးလိုက်အလူငွေစားလိုက်တီးလိုက်မွေးလိုက်နေအာပြတ်သန်တက်နေတာအဲ့တော့အဲ့ညာဟိုမှာအဆင်ပြေနေတယ်လူများအဲ့တော့အဲ့ဒီလိုမျိုးလူလူလူလိုင်းနေပေါ့နော်လူလိုင်းနေလူမျိုးကြီးလိုင်းနေလူတွေတယောက်ပြီးတော့လူအပြုံးကြီးမွေးပြီးတော့ရလာတဲ့လူလိုင်းနေဒီဘက်ကရခိုင်တွေကိုဖိနှိပ်ဖို့ကြိုးစားတာအခုခင်ဗျာဘုသိတော်မောင်းတော်တောင်ပြိုကရခိုင်1%တော့မရှိတော့ဘူး1%တော့မရှိတော့ဘူးဘုသိတော်မောင်းတော်တောင်ပြိုတို့ဘာလို့อ่ะ ပြောတော့တာကျွန်တော်တို့ဗာလဲပြည်တော်စုပိုင်နဲ့နယ်မြေလို့ပြောတယ်ရခိုင်ပိုင်နဲ့နယ်မြေလို့ပြောတယ်ရခိုင်ပြည်နယ်တွေကနယ်မြေလို့ပြောတယ်ပြည်တော်စုပိုင်နဲ့နယ်မြေလို့ပြောတယ်ဟုတ်ပြီတော့လဲကြည့်ကြအောင်1%အောင်မရှိတော့ဘူးဘင်္ဂလီလူလူတရားမှာဘင်္ဂလီ69ယောက်ရခိုင်တရားဒေသခံထိုင်းတိုင်းသားတရားဟိုက69ယောက်ဟိုကဝိုင်းပြီးသရွေးနဲ့ထွေးတော်သိတယ်နော်အဲ့လိုအဲ့တော့ဟိုမှာအတွက်ကောင်းတယ်ဟိုအတွက်ကောင်းတယ်ရခိုင်တွေကရခိုင်မတွေ၄ယောက်လောက်ကိုယူအဲယူပြီးလို့ရှိရင်ကလေးတွေအများကြီးမွေးမွေးပြီးတော့ဘင်္ဂလီနဲ့ပြိုင် အဲဒါကောင်းတယ်ကျွန်တော်တို့ပွင့်လိုက်ပြောရင်ရခိုင်ညီကိုတို့ဒီနေရာတော့ရခိုင်ညီကိုတို့မင်းတို့ထောက်ခံတယ်ချွာအဲ့မှာငွေယူကြငွေကြအဲ့မှာနော်တခုတော့ရှိတယ်ထွန်းမြနိုင်စစ်တပ်ထဲကိုဝင်တော့မင်းတို့ပြသနာပဲအဲ့တော့မင်းတို့ယူတယ်မွေးတယ်ဘင်္ဂလီကိုမတိုက်ဖိနဲ့ထွန်းမြနိုင်စစ်တပ်ထဲဝင်ပြီးတော့ပြင်းမာပြတိုက်နေတော့မပြသနာရှိတယ်အဲ့ဒါတော့အပြသနာရှိတယ်အဲ့ဒါမျိုးသာပြုံးမှာအဲ့ဒါမျိုးပြုံးတာဘာလို့မှမဟုတ်ဘူးထွန်းမြနိုင်ကြောင့်မျိုးပြုံးမှာဘင်္ဂလီဟိုဟာအေဟိုဟာတွေကရခိုင်နဲ့ထွန်းမြနိုင်တော့ထွန်းမြနိုင်ကြောင့်ရခိုင်နဲ့မျိုးပြုံးမှာကျန်တာမဟုတ်ဘူးနော်ပြင်းမာပြတိုက်နေလို့မျိုးပြုံးမှာဘင်္ဂလီကိုတိုက်ဒီဘက်ကပြင်းမာပါကူပေးလို့ရတယ် ခင်ဗျားတို့ကကိုပြဿနာပါလဲဆိုပြီးမှပြန်လာတိုက်နေအဲ့ဒါလွဲနေတာအဲ့ idea လွဲနေတယ်အဲ့တော့ကိုမဘင်္ဂလီရဲ့တန်းနေချီခင်ဗျားတို့ကမကြခင်မှာခင်ဗျားတို့အုံအုံဆိုးတော့မှာလာတော့မှာမကြခင်မှာဘင်္ဂလီရဲ့ရခိုင်တို့လဲလှီးနေမယ်အဲ့ဒီအချိန်မှာခင်ဗျားတို့ကအဲ့ဒါကိုမှပြီးမှပဲပြန်တိုက်နေရန်ရှာနေတယ်ဆိုရင်ဟိုဘက်ကမတိုက်ဖဲနဲ့ဟိုဘက်ကတော့ဖိန်ခိုင်းပေးထားပြီဒီဘက်ကပြီးမှတော့ပြည့်ပြည့်ဟောင်းနေတော့ပြဿနာရှိတယ်နော်အခုကအခုကဖြစ်နေတာကအေးအေးထွန်းမြနိုင်တဲ့အေးအေးအုပ်စုကထွန်းမြနိုင်တဲ့အစွမ်းအောက်အေးအေးအုပ်စုကဘာဖြစ်နေလဲဆိုတော့ပြီးမှတော့တဝုန်းဝုန်းနဲ့ဟောင်းနေမယ်ဖိန်ရတော့မှဘင်္ဂလီဘက်မှာအဲ့လိုဖြစ်နေတယ် တို့ပြဿနာအဲ့လိုဖြစ်နေတယ်အဲ့ဒါတို့တို့ရှင်းရမှာတို့ရှင်းရမှာအဲ့တော့ဒီတိုင်းသွားရင်တော့ဒုက္ခရောက်မယ်ဒါပေမဲ့အခုဘာလို့လဲကောင်းတယ်ဘာလဲဆိုတော့အဲဘာလဲတယောက်ကိုမိမဘယ်နှယောက်ယူမလဲဘာညာအဲဒါလေးကကောင်းတယ်လို့ကျွန်တော်တို့ပြောချင်တယ်ပြီးမှတော့တော့မကောင်းဘူးဘာလို့ဆိုတော့မကောင်းကြောင်ကိုဟါကိုတိကြညီကိုတို့ညီကိုတို့ညီညီကိုတို့ကိုကြီးတို့ဦးလေးတို့နော်မကောင်းကြောင်ကိုဟါကိုတိကြကောင်းလို့လည်းမရဘူးစားတိကြနော်မိမဆိုတာယူပြီးရင်တွားပြီဘာမှရှင်းလို့မရတော့ယူပြီးရင်တွားပြီ ခင်ဗျားကျွန်တော်တို့အကုန်လုံးဘောပြစ်တာပဲဟိုဘောပြစ်တာပဲဆိုတာပြောတာမကောင်းပါဘူးဘောပြစ်တာပဲဆိုတာလေဟိုယူပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘောကသူတို့ထက်မှာပြက်သည်အထိပုံပေးထားတာပဲအဲ့ဒါကိုပြောတာပါအဲ့ဒါကိုပြောတာပါသူတို့ဘောကကျွန်တော်တို့ကယူပြီးသွားရင်သူတို့လက်ထဲကိုကျွန်တော်တို့ဘောကပြက်သည်အထိပုံပေးထားလိုက်ရတာကျွန်တော်ဘာမှလုပ်လို့မရတော့နော်သူတို့ကကျွန်တော်တို့ရဲ့ပဲ့ကိုင်ရှင်နေနော်ငါဘယင်မာတွေပေါ့နော်အဲ့လိုပြောပြရစီနော်ဒါပေါ်တော့အဲ့တော့တလင်းတမရစနစ်ဒီရခိုင်အေရအေရအဲ့လိုသဘောမျိုးပြက်ပြဲတဲ့သဘောမျိုးလှုပ်ထားလိုက်တာဒီကျွန်တော်တို့ပြုံးစီစီနဲ့ อืมကောင်းတယ်လို့တော့ပြောရမလို့ဖြစ်နေတယ်လို့ပဲပြောရှင်းတယ်เนาะဒါတစ်ချက်ပေါ့အဲ့တော့ကျွန်တော်ဒီနေ့ဟိုဟာလေးကနောက်တစ်ခုကတော့ဒီ NLD ရဲ့အကြံဖက်ကောင်းပေါ့เนาะ NLD အကြံဖက်ကောင်းဆိုတာဘာလဲဆိုတော့အာကျွန်တော်အလုပ်တီးပြီးသားတယောက်ဖြစ်နေမယ်ဗျဒီကောင်တကောင်အဲဘာလဲနေဘာလဲနေဒီကောင်နာမည်တော့ကျွန်တော်မမဆိုလို့ဗျကျွန်တော်ကြည့်ပြောမယ်အောင်မျိုးလင်း sorry အောင်မျိုးလင်းနာမည်နာမည်ရလဲเนาะအဲ့တော့ तू ကအောင်မျိုးလင်းတာမွေမှာရခိုင်တော့ကစီမံဥက္ကဋ္ဌအောင်လုပ်ခဲ့ဘူးတဲ့ तू တာမွေစီမံဥက္ကဋ္ဌအောင်လုပ်ခဲ့သူ NLD ပါတီဝင်ဟော နော်အဲဒီပါတီဝင်အောင်အဲဒီပါတီဝင်အောင်ကအခု21ခင်းချင်းမှာနိုင်ငံရေးမှာလက်သုံးချောင်းထောက်ပြီးတော့ရေးလာဝါလာလုပ်ပြီးတော့ပြေးတာဩစတြေးလျောက်တန်းနေအောင်ပြေးတာအမိပဲမြင်အောင်ပြေးတာဩစီရောက်ပြီးတော့မဲလ်ဘုန်းမှာရှိတဲ့ဒီမဲလ်ဘုန်းမြို့ဝါရဗီမှာရှိတဲ့ကချင်းကုန်စည်တိုင်းမှာရှိတဲ့ဆိုင်ရှင်မျိုးသမီးကိုပြီးခဲ့တဲ့ဂျွန်လ17ရက်နေ့ကငေးဥချိုးပွေးတဲ့ထုပြီးတော့ထိုးချိတ်ရိုက်နေပြီးတော့ပစ္စည်းတွေမှပြီးထွက်ပြေးသွားတယ်တခိုးချိုးပွေးလုံလုံးထားပါဗျာတခိုးချိုးပွေးလုံတဲ့ကောင်အဲလိုလုံတဲ့ကောင်အဲ့လိုလုပ်တဲ့ကောင်ကအခုအခုတော့ကျွန်တော်သိရတော့သူ့ကိုတဲ့အော်စီမှာပုံမှန်၃ခုနဲ့အမှုဖွင့်တာပြီးတဲ့ကြားတယ်။ဟိုတော့အမှုဖွင့်တာပြီးလို့ကြားပါတယ်။ဆိုတော့ ကျွန်တော်စဉ်းစားကြည့်နေတာပေါ့နော် LNLD ပါတီဝင်တွေကလူကောင်းနေလို့ဟိုပြောချင်ရင်တော့သိုးသွမ်းတဲ့လူတွေလို့တာ NLD ပါတီဝင်ပြန်ဖြစ်နေတယ်အဲ့တော့ NLD ပါတီဝင်လို့အမည်တပ်ထားသောသူတွေသည်သူတို့ကိုသူတို့လူကောင်းလို့တော့သူတို့ကြွေးကြော်ကြရမယ်တချို့သော NLD ပါတီဝင်တွေသည်ဒီလိုမျိုးတခိုးတွေဂျပိုးတွေဟိုးဆိုးလူနိုင်လူမိုက်လူရန်ကမတိန်ကောင်းနေအဲ့လိုကောင်းနေဖြစ်နေတာသွားတွေ့ရတယ်တော်တော်လေးတော့စဉ်းစားကြရကောင်းတယ်အဲ့တော့ LDP ပါတီဝင်တွေနေနဲ့လေကိုယ့်ကိုပြန်ဆန်းစစ်ဖို့လိုတယ်ကိုယ့်ပါတီဒီမှာကိုယ်တန့်ညာဖို့လိုတယ်ကိုယ့်ပါတီကပြည့်ပြည့်သွားပြီဆိုရင်မဲ့ နော်ဟိုအမီနဲ့ဝါလေးတော့ကြံနေသေးတာပေါ့အမီနဲ့ဝါလေးတော့ကြံနေသေးတာပေါ့နော်အရာလေးတော့အထင်နေသေးအရာလေးတော့ကြံနေသေးတာပေါ့နော်တချို့ဝါလေးတွေကြတော့ဒရာလေးတွေအရာလေးတွေကြံနေသေးတာဆိုတော့ NLD မှာပါတီဝင်လုပ်ခဲ့ဘူးတဲ့ NLD ဝင်တဲ့အဲ့အဲ့လိုခုနအောင်ကျိုးလင်းဆိုတဲ့ပုဂ္ဂိုလ်ကအဲ့လို73ရက်နေအဲ့လိုမျိုးသွားလုပ်တာလုပ်တဲ့ကိစ္စကအခုဟိုမှာအမှုသုံးခုအမှုသုံးခုနဲ့ပုံမှန်သုံးခုနဲ့အမှုဖွင့်ခံထားတယ်လို့ကြားတယ်အဲ့တော့ဒီလူဘလို့ဆက်ဖြစ်မလို့တော့ကျွန်တော်တို့မသိဘူးစောင့်တော့ကြည့်ရမယ်ဒါပေမဲ့ထူးခြားတာက NLD ပါတီရဲ့အဲ့ဒီဒေါက်တာဘိုင်ဟိုပေါ့အဲ့ဒီပါတီရဲ့ဒေါက်တာဘိုင်ဟို သူကဘာလဲဆိုတော့အဲရန်ကုန်ရဲ့ရန်ကုန်ဥက္ကဋ္ဌလို့ပြောတာပဲနော်ဒေါက်တာဘိုင်ဦးကဘာပြောလဲဆိုတော့သူကကြာပြန်ပြောတယ်အဲ့ကိစ္စကိုပြန်ညင်းတယ်သူ့ကိုတော့တိုက်ထတာမရှိပါဘူးတဲ့ဟောသူ့တိုက်ပါလို့ကမသူကကိုမ NLD ပြည်ပြင်းဖြစ်နေတာချင်းအတူတူတော့နော်ဒီသူလဲဩစတြေးလျကိုပြေးနေတာဒေါက်တာဘိုင်ဦးလဲဩစတြေးလျကိုပြေးနေတာပြည်ပြင်းဖြစ်တာချင်းအတူတူသူဘာမှအခွင့်အရေးမရှိတော့ဘာမှအာဏာမရှိတော့တော့သူ့ကိုမတိုင်ထားဘူးတဲ့ဒါပေမဲ့ဟိုကရဲစခန်းမှာဖွင့်ထားတာအမှုက အဲ့ဒါကိုဒေါက်တာဘိုင်ကဝယ်ပြီးတော့မဲတိုက်ထတာမရှိပါဘူးပါနဲ့သူ့ကိုတိုက်ထတိုက်ထမရှိပါဘူးဆိုတော့ကျွန်တော်စိတ်ထဲမှာထင်တာသူရဲကိုတိုက်ထမရှိဘူးထင်တာဘယ်ဟုတ်မလဲသူ့ကိုတိုက်ထတာမရှိတာအဲ့သူ့ကိုတိုက်ရောဘာလို့မှမလုပ်ကျွန်တော်တောင်းနေပြောတာအဲ့ဒါလူကဒေါက်တာဘိုင်ကလေကျွန်တော်ပို့နေပြန်ပစံတောင်းမှာကျွန်တော်ဟိုသူ့ဟိုဟာတင်းတန်းကြောင်းရှိတယ်သူ့ရဲ့ဒီဒီဘာခေါ်လဲဆိုတော့ဒီဟိုဆယ်တန်းပေါ့ဆယ်တန်းသာဆယ်တန်းကြောင်းသားရေတို့တင်းတန်းတင်းတန်းကြောင်းရှိတယ်ဒေါက်တာဘိုင်ကဆယ်တန်းကြောင်းတင်းတန်းကြောင်းဖွင့်တယ်ဖွင့်ဆယ်တန်းကြောင်းသားရေတို့တင်းတဲ့အထူးတို့တင်းတန်းကြောင်းတွေဖွင့်တာပေါ့ ပြီးလဲပြီးတော့အဲ့ပါဘီယာဆိုင်ရှိတယ်အဲ့ဒါအရင်တော့ဆိုအဲ့ပစံတော်ပန်းချံမှာရှိတယ်ပန်းချံရဲ့ဒီဘက်ချမ်းပဲဟိုဘက်ကပန်းချံပိုးမှာဆိုင်သောက်ရယ်ဆိုင်ဖွင့်ထားတယ်အရင်တော့ဆိုနော်အဲ့အဲ့နောက်ပန်းချံဟိုဘက်ချမ်းမှာတချမ်းမှာပေါ့လွတ်ထားရချမ်းမှာဘီယာဆိုင်ကိုတယ်ခင်ဗျအဲ့ဘီယာဆိုင်မှာမူးယူးနေတာလွန်ခဲ့တဲ့ဘယ်နှစ်ခုနေကတော့လွန်ခဲ့တဲ့15နှစ်အဲလွန်ခဲ့တဲ့15နှစ်ကိုပြရနှစ်16နှစ်လောက်ပါကျွန်တော်သေချာမြင်မှုတယ်မူးယူးနေတာဘီယာဆိုင်မှာတကယ်မူးယူးရန်က16နှစ်16နှစ်က19နှစ်လောက်ကောင် တကယ်ပြန်သမူးယူရန်ကလည်းပြောတော့တောင်းဆရာလိုလိုဟောဖွင့်တော့အဲ့တော့ NLD အုပ်စုတွေကမူးယူရန်ကလူမိုက်လူရန်ကတခိုးချဖို့မဒိန်ကောင်ကြီးကလိန်ကချစ်ကောင်ကြီးအုပ်စုတွေက NLD ထဲသွားဝင်ပြီးတော့ NLD ကကလိန်ကချစ်ပါတီကြီးလိုဖြစ်သွားဘူးလားပြန်တွေးကြည့်လားတကယ်လို့ကလိန်ကချစ်ကောင်ကြီးမဒိန်ကောင်ကြီးအဲ့ဟိုလူမိုက်လူရန်ကတွေတခိုးချဖို့တွေဟာတကယ်ကိုအဆင့်တန်းငါတော်တော်လေးကိုလူနေမှုအဆင့်တန်းတော်တော်ကိုအဆင့်တန်းနိုင်ကြလို့ ਨੇ အုပ်စုတွေကအဲ့ဒီအဖွဲ့တွေကိုပါတီဦးကသွားပြေးဝင်ရတယ်ဆိုတော့အဲ့ဒီပါတီကြီးပါဖြစ်သွားတော့စဉ်းစားကြည့်လား ော်တော်တော့အဲ့ဒီအုပ်စုတွေကတော်တော်ကြောက်စရာကောင်းတဲ့အုပ်စုတော်တော်ရုံစရာကောင်းတဲ့အုပ်စုကြီးကနော်တော်တော်ရုံစရာကောင်းတဲ့အုပ်စုဖြစ်လာတော့တွေ့ရတယ်တော်တော်တော့ရေးဖို့ကောင်းတယ်အခုတော်တော်ဆိုတော့သူများကမယိုင်းရန်ကားတယ်ကောင်ဦးတော့အမှုသုံးမှုနဲ့အဖွင့်ခံထားတယ်လို့ချက်မြင့်သိရတယ်အဲ့တော့စောင့်ကြည့်ကြတာပေါ့ဩစတြေးလျဥပဒေနဲ့တော့သွားပြီသူမိမလည်းအဲ့လိုပြုတ်ခဲ့မှုတယ်အဲ့ဘဲရဲ့အဲ့ဘဲမိမအောင်မျိုးလင်းရဲ့မိမကလည်းအဲ့ဒီတိုင်းပဲမယိုင်းမှုတယ်အောင်မျိုးလင်းမျိုးသမီးကလည်းအဲ့ဒီတိုင်းပဲတခြားဟို ခိုးတယ်တခိုးလုပ်တယ်သူ့မျိုးသမီးကလည်းပြီးခဲ့တဲ့နေ့လောက်လောက်ကားတယ်ကရင်ကရင်လူမျိုးတွေဖွင့်တဲ့ဆိုင်မှာတခိုးတွားခိုးတယ်ပစ္စည်းတွေဘာလို့တော့ငတ်ပြတ်နေလဲမသိဘူးဩစတြေးလျမှာအလုတ်ကိုင်မရှိစားစရာတောက်စရာမရှိငတ်ပြတ်ပြီးလမ်းမေးတောင်းစားလဲမလုပ်ချင်တော့ခါကြတော့တခိုးချိုးဗီဇာတွေတော့ပြကြတာဆိုအဲ့တော့ပြတဲ့လူကြီးတွေဘယ်သူတွေလဲဆို NLD ပါတီဝင်နေတယ်ကဲပွဲရပြီးသွားစနာကြီးပေါ့အဲ့တော့ energy body ဝင်နေအပေါ်လာအဲ့တော့ဆိုးသွားပြီဆိုတော့ပြောချင်တယ်ဒါတစ်ချက်ပေါ့အဲ့တော့ကျွန်တော်ဒီနေ့ပေးလေးရတော့ကျွန်တော်ဒီနေ့ပေးလေးရ license မဲ့ကားတွေကိစ္စပြောချင်တာ license မဲ့ကားတွေကိစ္စဆိုတော့ချမ်းမို့မဲဆောင်မှာ မဲဆောက်မှာလိုင်စင်မဲ့ကားတွေမဲဆောက်မှာဆိုမဲမဲအောင်ဆောင်ပေါ့မဲအောင်ဆောင်မှာတဲ့ဂျပန်တပတ်ရဲ့ကားတွေထိုင်းထိုင်းမဲအောင်ဆောင်မှာဂျပန်တပတ်ရဲ့ကားတွေယာနဲ့ချီတောင်တင်နေလို့ထိုင်းနေစိတ်ညစ်နေတယ်တဲ့ဆိုပြီးပြောလာတယ်အဲ့တော့အဲ့ကားတွေကဘယ်လိုပို့မှာလဲမြန်မာပြည်ကိုပို့မှာတဲ့တရားဝင်လိုင်စင်လားဆိုမဟုတ်လိုင်စင်မဲ့ကားတွေဟာလိုင်စင်မဲ့ကားတွေမြန်မာပြည်ကိုအဲ့ဒီထိုင်းဘက်ကနေတပြွတ်ပြွတ်နဲ့ဝင်နေတာဦး ထိုင်းအာဏာပိုင်တွေအကုန်လုံးကမတိကျွတ်ကျွတ်ပြုတ်ထားပြီးတော့ဒိုင်ရှိုးလေးနေပြီးတော့အခုလည်းကြာအောင်မြန်မာကလိုင်စင်မဲ့ကားတွေဖမ်းနေလဲဆိုအဲ့ဒီကားတွေမယူလဲမယူအဲ့မှာပြုံတိုးနေတော့မှထိုင်းအစိုးရအာဏာပိုင်ရဲတွေကအမလေးသူတို့စီမှာကားတွေပြုံတိုးနေလို့ကားတွေအဲ့မှာပိတ်ပြီးတော့လိုင်စင်မဲ့ကားတွေငါတို့မြန်မာဘက်ကပို့မြန်မာဘက်ကပို့မဲ့ကားတွေသူစီမှာပုံတိုးနေလို့ဒုက္ခပဲဆိုပြီးတော့ညီးတွားတယ်ညီးတွားပြီးတော့ထိုင်းမီဒီယာတွေမှာထားဖြေတယ်ဖြေတော့ထိုင်းမီဒီယာတွေကရေးတယ်ဒါပေမဲ့ခဏပြန်စဉ်းစားကြည့်မယ်ဆိုရင်ပြန်စဉ်းစားကြည့်မယ်ဆိုရင်ထိုင်းက မြမပြည်ကိုဒီလိုတရားမဝင်နေတပြွတ်ပြွတ်ပို့နေတာဟုတ်ထိုင်းအစိုးရအာဏာပိုင်ရဲတွေကမတိကျွံ့ပြုတ်ပြောမြမတွေကိုဂျင်းထဲနေတာမြမတွေကလည်းအဲ့ဒါကိုအဲ့အဲ့ရနေတခိုးချဖိုးတွေကလည်းအဲ့မှာတော့ပြီးကားတွေခိုးတယ်ခိုးပြီးအဲ့ရနေယူတယ်ယူပြီးလို့ရှိရင်အဲ့ရနေမောင်ခိုးတွေတွင်းတယ်နယ်စပ်မှာစီးတယ်မြောက်ပြည်မှာစီးတယ်ဗဟန်မှာစီးဗဟန်အထီအောင်စီးတယ်ဗဟန်အထီအောင်စီးတယ်အာမော်လမြန်မာစီးတယ်ဟိုကချင်ပြည်နယ်တွေမှာစီးတယ်အဲ့ဟိုရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာစီးတယ်အာခင်ဗျလိုင်စင်မဲ့ဟိုတရားဝင်ခိုးထားတဲ့ကားတွေဗျာလိုင်စင်မဲ့ဝတ်တောက်တွေဘာမှထောက်ထားမရှိဟိုတရားဝင်ဥပဒေနဲ့တွင်းတာမျိုးအခွန်လည်းမဆောင်အကုန် သွင်းတဲ့ကားတွေကိုပပတ်ဆက်သွင်းကြတာအခုတော့မြန်မာက license ဖမ်းတယ်လေဆိုတော့အခုမှပိတ်မိနေရောပိတ်မိပြီးတော့ဒီဘက်ထုတ်လာလို့မရဘူးဖြစ်နေတယ်ထုတ်လာလို့မရတဲ့ခါကျတော့ဟိုမှပိတ်မိနေတော့ထိုင်းနေရဘာဖြစ်လဲဆိုတော့အမလီအဲ့လိုပိတ်မိနေလို့ဒုက္ခပဲသူတို့တော့ဒုက္ခပဲလုံးတယ်ဆိုတော့ထိုင်းနေရခင်ဗျပွန့်လေပြောရင်ပတ်ဆက်ရှာဖို့ဆိုရင်လေပတ်ဆက်ရှာဖို့တော့ဆိုရင်တရားဝင်တာမဝင်တာခင်ဗျဘာမှနားမလည်ဘူးမြန်မာကိုဂျင်းထဲမယ်တမားနိုင်ငံကိုဂျင်းထဲရမယ်ဆိုအကုန်ထဲတာထိုင်းရအခုမြန်မာကိုဂျင်းထဲလို့ရကောင်ထဲရအဲ့တော့ဘသူတွေကအဲ့ဒီ license ပဲဝတ်တော့ကားတွေဘသူတွေသွင်းတာလဲလို့မင်းတပည့်ရဲ့ကားတွေကသွင်းတာဆိုတော့ကျွန်တော်ပွန့်လေပြောရမယ် တချို့တတိတွေကကားတစီးရှိတယ်ဆိုတော့နမူနာပြောမယ်နော်တချို့လူတွေကမတူကားတစီးရှိတယ်မတူပေါ့ crown ကားတစီးရယ် crown ကားတစီးရှိတယ်ဆိုတော့ crown ကားတစီးနောက်တော့ honda fit တစီးရှိတယ်ပေါ့နောက် honda fit ကတော့ဇီးနေတော့ပဲထားတော့ crown ကားတစီးရှိတယ်ဆိုတော့အဲ့ကားမျိုးနမူနာပြောမယ်နော်အဲ့ကားကိုပုံမှန်ပုံစံလူစီးမှာတယ်ဒီမှာ license တစီးရှိတယ်နော်ဟိုမှာပုံစံမှာတယ်ကော့တီမှာပြီးတော့ဒီမှာတစီးအဲ့ဒီနေမှာတစီးနှစ်ခုကိုဒီက license ကဟိုမှာသွားကတ်ပြီးတော့နှစ်ခုကတ်စီးတယ်အဲ့တော့ gate တွေဖြတ်တဲ့အခါကျတော့မသိဘူးဟော gate တွေ license ရှိတယ်တကယ် license စင်ကြီးနေဆိုတော့ဩအေးပေါ့ ဒီကချစ်ကျော်လိုင်းစင်းကြီးနေလေဒါမှ Chelsea နဲ့ဘက်ကို Chelsea နဲ့ဘက်ကိုကြည့်တော့လေမကြည့်မကြည့်ဖြစ်တဲ့အတွက်မသိတာပေါ့ Chelsea နဲ့ဘက်ကြည့်ရင်တော့ပေါ်တာပေါ့ဗျာအဲ့တော့မသိရင်ထင်ရတဲ့ Chelsea နဲ့ဘက်မှာဖောက်စီအောင်ပေါ့လေအဲ့လိုအဲ့လိုမျိုးကားတွေကိုပွားစီကြတဲ့လူတွေမြန်မာပြည်မှာတပြုံကြီးပဲဒါတစ်ချက်နောက်တစ်ချက်ကခင်ဗျားတို့အခုကားပွဲစားတန်းကြီးသွားကြည့်လိုက်နော်အများအစိုးဆုံးကတောင်းကားပွဲစားတန်းတောင်းမွေဟိုဗာလဲဟိုလေးလံအခွန်အခွန်လို့ဈေးကားပွဲစားတန်းအဲ့ကိုသွားကြည့်လိုက် ခင်ဗျအဲ့ကြားတဲ့ကားတစီးဖြတ်မောင်းသွားရင်အဲ့ဒီကားတစီးကိုအမဲဖြတ်တယ်လို့ဝိုင်းဖြတ်တာဘာလဲဆိုတော့ရှေ့ရနေပိတ်ပြီးတော့ဟိုဟော်မှာဒီဟော်မှာအာဒီအဲ့ဒီမှာစပယ်ပတ်ပစ္စည်းတွေအစုံလင်ရှိတယ်အဲ့ဒီထဲမှာဘယ်ရိုက်ကားလဲဆိုတော့ခုန license ပဲဝတ်တော့နေကားတွေရဲ့ကားတွေကိုစီးလိုက်ကြီးစီးလိုက်ကြီးအဲ့ရယူတယ်ပြီးရင်အဲ့ time back ကတွေဝယ်တယ်ပြီးရင်အဲ့မှာတစားတွေဖြုတ်တယ်ဖြုတ်ပြီးတော့မောင်းခိုကားမောင်းခိုတင်သွင်းလာတယ်နော်တရားကုန်တင်ကားတွေနဲ့မောင်းခိုသွင်းလာတယ်ပြီးတော့အဲ့ခုနအခုံလုံးစီးတွေမှာသွားပြီးတော့အခွန်မဲ့ရောင်းတယ် ဒီဘက်ကပြည်မကဝဲတဲ့ကောင်နဲ့ကားသီးတစ်ခုဖြစ်လို့ရှင်ကိုကားလေးတစ်ခုဖြစ်သွားရင်အဲ့ဒီမှာသွားဝဲတယ်အဲ့ဒီမှာသူကဈေးကိုတင်ရောင်းတယ်ဟိုကတခိုးသေးနဲ့ယူလိုက်ဒီမှာတင်ရောင်းတော့ဟိုကတခိုးသေးသိန်းစိတ်သိန်း50နဲ့ယူတယ်ဒီမှာကဟိုတကားတစ်ချက်လေးတစ်ချက်တောင်းပါပဲခါသိန်း30သိန်း50သိန်းတောင်းတော့တယ်အလာပြီအဲ့တော့ကားစီးလုံးဖြုတ်ဒီဘက်ပြောင်းတာသိန်း200တောင်းလောက်ရတယ်ခုမှသိန်း50လောက်နဲ့ယူတယ်အဲ့လိုအဲ့လိုလုံးကြတာအဲ့ဒါလာလာတို့အုပ်စုအဲ့ဒါလာလာတို့အုပ်စုနော်တကယ်အဲ့လိုတာအခွန်လိုသေးသွားကြည့်လိုက်စစ်ကြည့်လိုက်အခွန်လိုသေးမှာခင်ဗျာမယုံရင်အခွန်လိုသေးမှာအဲ့ဒီဆိုင်တွေဝင်စစ်လိုက်ဝင်စစ်ပြီးတော့ ကဲမင်းမင်းရှိမှရှိတယ်ပစ္စည်းမျိုးစားအကုန်လုံးငါပြစားပြပြခက်လိုက်ကြည့်လိုက်ပြီးအဲ့ပစ္စည်းအကုန်လုံးအခေါ်ဆောင်အခေါ်ဆောင်တော့တယ်အကောက်ခွန်တင်းတော့တယ်အကောက်ခွန်ဖြတ်သန်းထားတဲ့ဟာလေးစစ်လေးလေးပြပါဆိုရင်ပြီးကြည့်လိုက်အကုန်လုံးအကုန်လုံးတစ်ခုမှလည်းသိမရှိဘူးမယုံဝင်စစ်ကြည့်မယုံဝင်စစ်ကြည့်အစားအဖာတွေဝင်စစ်လို့ရတယ်နော်ခင်ဗျာဝင်စစ်ကြည့်စားတော့လုံးဝင်စစ်အကုန်ဝင်စစ်ကြည့်ကားနဲ့ပတ်သက်တယ်ဝင်စစ်ကြည့်အတိုင်အတိုင်လောက်တာဓာကြီးကိုကျွန်တော်တို့မတားမြင်နိုင်ဘူးမတားနိုင်ကြဘူးပြီးတော့ကျွန်တော်တို့ဈေးဘောဘောနဲ့ရတာဆိုတော့လေပစ္စည်းစပယ်ဘက်ပစ္စည်းဈေးဘောဘောမြောက်ဈေးကြည့်တယ်တို့လို့စီမှာဈေးကလည်းကြီးသေးတယ်ကြိုက်တာမှအသေးရိုက်တာ မသိနားမလဲကောဆိုဂျင်းထည့်ပြတာအသေးထည့်ပြတာအဲ့လိုလားအဲ့လိုလေအဲ့အဲ့ဒါတအုပ်စုနောက်တစ်ခုကကျွန်တော်တို့ရှိမှာဒီ Casper Pack ပစ္စည်းတွေကိုအဲ့လိုတွင်းတဲ့အုပ်စုတွေရဲ့ခုနဒီ number ပွားစီရဲ့လူတွေအဲ့အုပ်စုနဲ့စုကြည့်ဆိုတဲ့အပြင်ဘာကောဆိုလူမှုရေးရာသာရိုင်းမှုရေးရာသာလူမိုက်လူရဲငါအုပ်စုတွေအဲ့ဒီကောင်တွေဒီကောင်တွေလည်းအဲ့ဒါပဲစီးတယ်ဘာဆိုတော့ကားစီးပစ္စည်းတွေဘာမှမပြူဘူးဈေးပေါပေါနဲ့ပစ္စည်းတွေတော့ပစ္စည်းခံတယ်တခုဖြစ်လို့ကားစီးထားခဲ့လို့တော့ဘာမှမပြူဘူးတော့လူလူပြင်းပြရတယ်အဲ့လိုမျိုးလုပ်ကြတာအဲ့ဒါကြောင့်မလို့အစိုးရက license နဲ့ကားကားတွေဖမ်းမယ်လို့တာကျွန်တော်ကကြိုက်တယ်ကြိုးဆိုတယ်ဝမ်းသာတယ် ပွန့်နေပြန်ဖမ်းတာဖမ်းတယ်အဲ့တော့ပို့ပြီးတင်းတင်းကြပ်ပို့တော့လုံးတင်တယ်လို့ကျွန်တော်ဒိုက်တော့ညင်အခု time ပဲချန်အဲ့လိုပြောလာတယ် time ပဲချန်လို့ပြောလိုက်တော့ပို့တော့လုံးတင်ပြီလို့ကျွန်တော်မြင်တယ် time ပဲသူအော်နေပြီနေပြီလှုပ်ပြီလုံးတင်တယ်ပို့တော့လုံးတင်တယ်လို့ကျွန်တော်ဒိုက်တော့နေနောက်တစ်ခုကကားနဲ့ပတ်သက်လို့ဆက်ဆက်ပြီးတခု ပြောချင်တာရှိတယ်အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေကိုမေးခွန်းထုတ်ချင်တာပေါ့အခု EV ကားတွေကို EV ကားတွေနဲ့ပတ်သက်ရင်ဘာလဲဟွာ EV ကားတွေနဲ့ပတ်သက်ရင်ဘာလဲဟိုအခုကျိုးပိုက်စနစ်တွေရောင်းတာခွင့်ပြုနေပြီလားအစိုးရအာဏာပိုင်တွေကျွန်တော်ဖြေဖို့လိုပြီနော်ခင်ဗျားတို့အာဏာပိုင်အဖွဲ့အစည်းတွေဖြေဖို့လိုပြီ အခုတချို့ကားကုမ္ပဏီတွေနာမည်တက်ပြောရမယ် BYD Prime Automotive မြန်မာဆိုတဲ့ page ကနေပြီးတော့တရားဝင်ကြေညာပြီးရောင်းနေတယ်။ဘာလဲဆိုတော့သူကလည်း BYD ဆောင်းရဲ့ထူးခြားတဲ့ဘာသာဘာသာပြောပြီးတော့ပြောပြီးတော့မကြံခင်ရောက်တော့မှမလို့အခုပဲ order တင်ထားလို့ရပြီ။ဆိုတော့ EV ကားကော်မတီကပြောထားပြီးသား pre order နဲ့ရောင်းခွင့်မရှိဘူးလို့ပြောထားပြီးသားမဟုတ်ဘူးလား။ဘာဖြစ်လို့ pre order တွေရောင်းခွင့်ရောင်းနေရလဲဒီကားကုမ္ပဏီ။ကားလက်ဝယ်ရှိမှလက်ဝယ်ရှိတာကိုပဲရောင်းရမယ်လို့ကြေညာထားတာမဟုတ်ဘူးလား။အခု BYD က pre order ရောင်းနေပြီလို့ ဟိုဘာကုမ္ပဏီက pre order ရောင်းနေပြီလို့ဘယ်ကားကွာ EV က pre order pre order ရောင်းခွင့်ပေးထားလို့လားအဲ့လူတွေကြီးညာနေရတော့ခင်ဗျားတို့ဥပဒေကိုစီကောက်ဒီကောင်တို့ချိုးပေါက်ကြီးညာနေရတော့ဘာအဲ့ဒီကုမ္ပဏီတွေကဘာတထေးတွေမို့လို့ပိုင်လို့ဘယ်သူတွေပိုင်လို့ဆိုပြီးတော့မထည့်ရတာလားဥပဒေကဘယ်သူအောက်မှာပြပြဥပဒေတရားဝင်ကြီးညာထားပြီးဘယ်သူကောင်ပြပြဥပဒေတိုင်းလုတ်ခိုင်းရမှာလေဘယ်သူကုမ္ပဏီတွေကျွန်တော်မသိဘူးနော်စိတ်လုံးဝင်စားဘူးကျွန်တော်ပို့နေပြောတာဒါကဥပဒေနဲ့မညီဘူးဒါတိုင်ဖို့လို့တယ်နော်အခုကင်ဖို့လို့တယ်အဲ့ဒါဥပဒေနဲ့မညီဘူးခွင့်မပြုတ်ပါဘူးလေ အခု pre order နဲ့ရောက်နေဆိုတာရှေ့မှာလဲကြည်တန်တို့တစ်ခါဖြစ်ခဲ့ပြီးသွားပြီကြည်တန်လောက်ခဲ့လို့ဖြစ်သွားပြီ pre order နဲ့လူတွေကြားထဲမှာပေါ်လို့ရိုက်သွားတယ်နော်အခုပြီးလဲပြီးတော့ဘဲကားမှတာဝန်ပြီးတော့တာယွန်းတို့ဘာလို့ဆိုဘာတော့သုံးဆောင်လို့မရတော့ဘူးသွားပြီတာယွန်းတို့အခုသွားပြီဝူလင်းတို့တက်တာတက်မယ်ဟောနေတာပြတ်တာတော်တော်မှာနောက်ဆက်တွဲပြောင်းနေကြီးကြီးရှိသေးတယ်အဲ့ဒါ၄အဲ့တော့အစိုးရကဘာလို့မှလဲ EV ကားနဲ့ပတ်သက်လို့အစိုးရကဘာလဲပြက်လို့ပျက်စီးနေတာကြီးကိုအစိုးရ EV ကားလောကကြီးမှာစနစ်တကျလုပ်တဲ့သူတွေကြောင့်မဟုတ်ဘဲနဲ့စနစ်တကျမလုပ်ဘဲနဲ့ အမိကျက်အမိစားခေါင်းကျက်ခေါင်းစားကျက်တဲ့အပိုင်းဆွဲစားတဲ့အုပ်စု EV ရောင်းစားနေတဲ့အုပ်စုကြီးခင်းတိုင်းကျဲတာကို EV ကော်မတီကလူတွေကပါဇက်ကြီးပိတ်ပြီးတော့နေရလောက်အောင်ဘာအခွင့်ခံထားရလို့